မလေးရှားနိုင်ငံမှာလူခန္ဓာကိုယ်တဲကိုဖျားဝင်ပူးပြီးတော့ခန္ဓာကိုယ်တဲကိုဒီလိုအဲ့ဒီဆိုက်ပြီးတော့ဖျားចောင်းဆောင်ကိုဆွဲပါတယ်ဖျားဝင်ပူးနေတဲ့အတွက်ခန္ဓာကိုယ်မှာရှိတဲ့နာကျင်မှုတွေကလုံးဝမသိရပါဘူး။နောက်တစ်ခုဒီဗီဒီယိုမှာကျတော့ဓာတ်ပေါ်တတ်တာပဲဖြစ်ပါတယ်။ခြေပလာနဲ့ဓာတ်ပေါ်တတ်နေတာပဲဖြစ်ပါတယ်။ဒီဓာတ်ကတုံးနေမယ်လို့မိတ်ဆွေတို့ထင်မှားပါပါလိမ့်မယ်။ဘာဖြစ်လို့ဆိုတော့ဒီဓာတ်နဲ့စိတ်တကောင်းဆုံးတတ်လို့ရပါတယ်။ဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ဒီနှက်ပြီကိုသွားတဲ့တကားပဲဖြစ်ပါတယ်။ ီလောက်နဲ့တည်းမပြီးသေးပါဘူးမလေးရှားနိုင်ငံမှာရှိတဲ့ဒီဖះเจ้าမှာဆိုလဲအရှင်ယာမနဲ့ဒတစစ်ပွဲဖြစ်တုန်းကတမုတ်တရားကြီးပေါ်မှာတုံးခဲတဲ့ကြောက်တုံးကလည်းရှိနေပါသေးတယ်ဒီနေ့ဗီဒီယိုကတော့မလေးရှားနိုင်ငံမှာရှိတဲ့ဖះပွဲတွေနဲ့အတူတူအယောင်အောင်မှာနမဲကြီးတဲ့ကျောင်းတွေကိုတွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့မနက်စောစောထပြီးတော့ဒီကိစ္စတွေကိုကြိုတင်ပြီးတော့ပြင်ဆင်ရတယ်ပေါ့နော်မနက်စောစောထတဲ့အတွက်လည်းလန်ကီးမှာဘိုက်စာဖို့ဒီအစားတောက်တွေကြိုတင်ပြင်ဆင်ရပါသေးတယ်ထုံးစံအတိုင်းကျွန်တော်ကတော့အပြည့်မသွားခင်မှာဖះကိုကောင်းကောင်းရှခိုးလိုက်ပါသေးတယ် โอเคကျွန်တော်တခုပြောမေးပါရမှာကျွန်တော်တချို့ကတော့မွတ်စလင်ဘာသာဝင်ထင်ကြတာပေါ့နော်ကျွန်တော်ကတော့မွတ်စလင်ဘာသာဝင်မဟုတ်ပါဘူးကျွန်တော်ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာနဲ့မျိုးပေါ့နော်ကျွန်တော်တို့ကတော့ဆက်မျိုးကိုကိုရတာမြန်မာနိုင်ငံမှာရှိတဲ့ဟိန္ဒူတတော်များများကဗုဒ္ဓဘာသာဟိန္ဒူကနှစ်မျိုးလုံးကိုကိုပဲအဖြစ်တခြားနိုင်ငံမှာရှိတဲ့ဟိန္ဒူရတော့ဒီဟိန္ဒူဘာသာတစ်မျိုးပဲကိုကိုရတာပေါ့နော်โอเคအခုရကြတော့ ဘယ်တွေသွားမလဲဆိုတော့ကိုတော့ဆက်လက်ပြီးကြည့်ရှုလိုက်ပါတော့ကျွန်တော်တို့ဘုဒ္ဓရမြောက်ပြီးတာကိုသွားတော့ပဲဖြစ်ပါတယ်ဒီတော့ပဲပြောတာလားတော်တော်လေးကြာခဲ့ပြီပါနော်ဒီတစ်ခေါက်သွားမဲ့ခရီးစဉ်ဟာတော်တော်လေးကိုစိတ်လှုပ်ရှားဖို့ကောင်းနေတော့ဘာတွေများကြုံနေမလဲဘာတွေများတွေ့ရမလဲဆိုတာကိုတော့ကျွန်တော်တော်တော်လေးစိတ်ဝင်စားနေပါတယ်ဘာလို့လဲဆိုတော့သွားမဲ့လူကကျွန်တော်တယောက်တည်းမဟုတ်ဘဲနဲ့ကျွန်တော်နဲ့တူတူအများကြီးပါနေလို့ပါ ကျွန်တော်ကတော့အစပိုင်းမှာလူအနှဲငယ်လောက်ပဲပါမယ်ထင်နေခဲ့တာပေါ့နော်။ဒါပေမဲ့ကျွန်တော်ဆိုင်ငယ်နဲ့သွားပြီးတော့သွားကြည့်လိုက်တဲ့အချိန်မှာတော့လူကတော်တော်လေးုံများနေခဲ့တာပါ။မိတ်ဆွေတို့ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။ဒီကားမှာတော့မြန်မာနိုင်ငံသားအနှဲငယ်ပဲပါပြီးတော့မလေးရှားနိုင်ငံသားတမတ်လူမျိုးတွေအများကြီးရှိနေပါတယ်။အခုတော့ကျွန်တော်တို့စတင်ထွက်ခွာပါပြီ။ ရှင်းရှင်းပြောရမယ်ဆိုရင်တွားနေနေပဲမိုးကလင်းသွားခဲ့ပါတယ်အဲ့အချိန်မှာပဲမနက်စာစားဖို့ကားခဏရပ်ပေးခဲ့ပါတယ်ကျွန်တော်တို့ကြွေးတဲ့အစားအသောက်ကလည်းတတ်တတ်လို့စိတ်သားကြော်တဲ့။ဒါကနောက်တာမဟုတ်ပါဘူး။မလေးရှားမှာတကယ်ရှိတာပါ။စက်တတ်လို့စိတ်သားကြော်။ မနက်9:00ကြိုကြိုလောက်တည်းကားကထွက်လာတာမနက်9:00လောက်မှာဖះเจ้าတเจ้าကိုစတင်ရောက်တယ်ဗောနော် အခုမြင်နေရတာတော့ကိုလိုချင်တဲ့ဟာကိုစီမီထိုးပြီးတော့ဆူတောင်းရတာပဲဖြစ်ပါတယ်။တကူစိတ်ပူစရာရှိတာကတော့သူများထိုးနာတဲ့မီးကိုတွားပြီးတော့မညှိလွယ်ပါနဲ့။ဘာဖြစ်လို့လဲဆိုတော့သူများထိုးနာတဲ့မီးကိုညှိယူလိုက်မယ်ဆိုရင်သူများရဲ့ပြဿနာကကိုစီကိုကူးလာမှာပဲဖြစ်ပါတယ်။ဒီကိစ္စကိုတော့ကျွန်တော်မလေးရှားရောက်မှပဲကျွန်တော်ပထမဆုံးသိတာပဲဖြစ်ပါတယ်။ကျွန်တော်လည်းစီမီတော့ဝယ်ပြီးတော့ကျွန်တော်စတင်ပူဇော်ပါတယ်။နဲဒီကုန်းရောက်လား။ကုန်းရိုးလေး။ဟုတ်ကဲ့။ ဒီစီမီကမလေးရှား ringgit နဲ့ဆိုရင်တ ringgit ပဲကြပါတယ်မြန်မာငွေနဲ့တော့မယ်ဆိုရင်တော့တထောင်လောက်ပဲကြပါတာပေါ့နော်အရင်တော့ကကျွန်တော်လည်းမသိခဲ့လို့သူများရှီကစီမီကိုတွားယူပြီးတော့ကိုပုံကိုမီးတိုးခဲ့တယ်ဗောနော်ဒီလိုမျိုးလောက်တာသူများရဲ့အပူဟာကိုစီကိုကူးတယ်ဆိုပြီးတော့ယုံကြည်ကြပါတယ်နောက်တစ်ခါကျတော့ဆူတောင်းပြီးွားလို့ရှိရင်စီမီကိုတိုက်ရိုက်မထုံးခင်ဗျာ ဖះကြီးကိုအရင်ဆုံးသုံးပတ်ပတ်တယ်ပတ်ပြီးသွားမှစီမီးကိုထိုးတာပါထိုးတဲ့အချိန်မှာလည်းဖះနဲ့မျက်နှာချင်းဆိုင်ထိုးရတာပဲဖြစ်ပါတယ်ဒါတော့ဒီဖះเจ้าမှာပဲရှိတာပါသူ့ကိုတော့ circumvasel လို့ခေါ်ပြီးတော့အတိတ်ဘယ်ကနတ်ပြည်ကိုသွားတဲ့လမ်းဆိုပြီးတော့ပြောဆိုကြပါတယ် ဒီကလူတွေပြောဆိုချက်အရတော့ကျွန်တော်တို့ဟိန္ဒူဘာသာဝင်တွေကဆုံးပွားသွားလို့ရှိရင်နတ်ပြည်သွားရပါတယ်အဲ့နတ်ပြည်ကိုဒီမှာပုံပေါ်ထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီနတ်ပြည်တကောက်ကိုဖွင့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့လေကားတွေပြုတ်ကျသွားမှာပဲဖြစ်ပါတယ်အခုမြင်နေရတော့နတ်ပြည်ရဲ့တကားအရှင်းမှာဓာတ်ပုံကြိုက်နေတဲ့နတ်ဆိုးတကောင်ရဲ့မြင်ကွင်းပဲဖြစ်ပါတယ် အခုတခါမှာတော့ကျွန်တော်တို့နောက်ထပ်ဖះเจ้าတစ်ခုသွားมาပဲဖြစ်ပါတယ်哎，你怎么的？别人在楼下。ကျွန်တော်မြန်မာလည်းနေအောင်ထိတာနဲ့အယောင်ပြောင်းလာတော့တော်တော်လေး fine ွားတယ်ဗောနော်အဲ့လေဒီဖះမှာတော့ဟာနုမန်ရှိနေပါသေးတယ်ကျွန်တော်တို့လည်းဟာနုမန်ကိုပူဇော်ပြီးတော့နောက်ထပ်ဖះအကြောင်းကိုစတင်ထွက်ခါနေပါပြီ တချင်းနေဆိုဘာညာကဲပြီးသွားရယ်ဆိုတာနဲ့နောက်တစ်ခုဖះเจ้าကိုသွားပါမယ်နောက်တစ်ခုဖះเจ้าကိုတော်တော်လေးစီကံကြည့်ပါတယ် ஆ இங்க வந்து பன்னிரண்டு லிங்கத்துக்கு அபிஷேகம் பண்ணணும்னாக்கா வேஷ்டி கட்டணும் ஆம்பளைங்க பெண்கள் வந்து အခု DND ပြောတာကတော့ဖះเจ้าမှာဖះကိုပူဇော်ခြင်းနဲ့ဆိုရင်ယောက်ျားလေးတွေကအိန္ဒိယရိုးရာဝယ်စားဝယ်ရမှာပဲမိန်းကလေးဆိုလည်းဝယ်ရပါပဲအော်ငါ့ဘီ ဒီကတော့ကျွန်တော်ရဲ့ပထမဆုံးအချိန်အိန္ဒိယရိုးရာဝက်စားဝတ်တာဖြစ်ပြီးတော့ကျွန်တော်တော်တော်လေးကိုသဘောကျနေပါတယ်အခုသွားမယ့်ဖះအကြောင်းအကြောင်းနဲ့ပြောပြပါမယ်အခုသွားမယ့်ဖះအကြောင်းကကင်မရာလုံးဝရိုက်ခွင့်မရှိပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့ secret တွေပေါ်မှာဆိုလို့ပါ။အရှင်ရာမနဲ့ဒတ်တာတို့တိုက်ပွဲဖြစ်တဲ့အချိန်မှာသမုတ်တရားကြီးကိုကြော်ဖြတ်ရပါတယ်။အဲကြော်ဖြတ်တဲ့အချိန်မှာရေပေါ်ပေါ်တဲ့ကြောက်တုံးကြီးကိုသမုတ်တရားတွေကိုဖြတ်ရပါတယ်။အဲရေပေါ်ပေါ်တဲ့ကြောက်တုံးအကြီးတွေတခုကတော့ဒီဖះအကြောင်းမှာရှိနေပါတယ်။ ရှင်းရှင်းပြောလို့ရှိရင်ကျွန်တော်ကိုယ်တိုင်တော့ထိခွင်ရခဲ့ပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာတော့ဒီဖျားเจ้าကိုလာတဲ့လူတွေကမလေးရှားတမန်လူမျိုးတွေပဲဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာကျွန်တော်ရဲ့အမကိုကျွန်တော်ဗမာလူမေးလိုက်တဲ့အချိန်မှာသူတို့ကကျွန်တော်ကိုဗမာစကားပြောတယ်ဆိုတာမသိဘဲနဲ့တရုတ်စကားနဲ့ပြောနေရဆိုပြီးတော့ကျွန်တော်ကိုထင်ခဲ့ပါသေးတယ်နောက်တစ်ခုကကြတော့ဒီဖះเจ้าမှာဒီရုပ်ထုတွေအရန်ကောင်းတယ်ဗောနော် quality လည်းကောင်းတယ်တော်တော်လေးကိုလှတယ် အမှန်တမ်းပြောတာကျွန်တော်တကယ်ဟုတ်မှဒီဖះเจ้าနဲ့ပတ်သက်ပြီးတော့အတွင်းကြကြရဲချင်ခဲ့တာပါဒါမှနဲ့လုံးဝတားမြင်ထားတဲ့အတွက်ကျွန်တော်မရိုက်ပြခဲ့ပါဘူးဒါမှနဲ့အပြင်ကနေတော့ရိုက်ပြခဲ့ပါတယ်ကျွန်တော် location ကိုကျွန်တော်ပြထားပါတယ်တေချာလေးသွားဖြစ်အောင်သွားခဲ့ပါမလေးရှားရောက်လို့ရှိရင်ထမင်းလည်းကောင်းကောင်းကျွေးပါတယ်ထမင်းတွေကကျွန်တော်တို့ကောင်းကောင်းစားပြီးတဲ့နောက်မှာတော့ကျွန်တော်တို့နောက်တစ်ခုဖះเจ้าကိုသွားမှာဖြစ်ပါတယ်အခုသွားမယ်ဖះเจ้าကတော့တော်တော်လေးကိုကြမ်းပါတယ်ဒါကြတော့သီရိဝလာလို့ခေါ်တဲ့ဖះပွဲလုံးတဲ့ပုံစံမျိုးပေါ့နော် ဒီမှာနေရတာကကလူတွေအများကြီးလာတယ်ကွာလာလမ်ပူတို့ပါလို့အရန်ဝေးတဲ့နေရာလူတွေတောင်လာပါတယ်အခုကျွန်တော်တို့နေရစသွင်းတွားနေပြီပဲဖြစ်ပါတယ်ရှင်းရှင်းပြောလို့ရှိရင်ဒီနေရကတော်တော်လေးကိုစီကားတယ်လို့ပြောလို့ရတယ်ကျွန်တော်ဘဝမှာပထမဆုံးမြင်ပူးခဲ့တဲ့ဖျားပွဲတဲ့မှာဒီဖျားပွဲကအကြီးဆုံးလို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖျားပွဲမှာလာတဲ့လူပဲအယောက်တစ်ထောင်ကျော်တောင်ရှိနေပါတယ် ကျွန်တော်တို့ဘက်မှာတတင်းကျုပ်ပွဲတော်တို့ဒီပွဲစည်းတန်းတို့ဘာတို့ကအရန်စီကားတယ်လို့မို့ဒီဘက်မှာလည်းဒီဖျားပွဲတို့ခေါ်တဲ့သီရဝလာကတော်တော်လေးကိုမှစီကားပါတယ်ဒီမှာကျတော့ရုပ်ထုတွေနဲ့အများကြီးတို့ဖျားတွေကိုပူဇော်ကျင်းပနေကြတဲ့အပြင်ဒီလိုမျိုးဘောက်အကြီးတွေဖွင့်ပြီးတော့အဲ့လမ်းမာတွေတို့ကကြရပါနဲ့နေရလေပူချစ်တောင်းနေတဲ့အချိန်မှာလူတွေကလည်းတော်တော်လေးကိုများနေပါတယ်အဲ့လာကြောင့်မို့လဲတချို့လူတွေကဒီမှာအေးအေးတွေရေကို free တိုက်နေတာပဲဖြစ်ပါတယ် ုရားကျောင်းကိုနိုင်ခွက်ကျော်လောက်မှစတင်တွေ့ပါတယ်။ဘုရားကျောင်းနဲ့ဝင်သွားတဲ့အချိန်မှာလည်းတော်တော်လေးကိုမှစီကားနေရအပြင်ပါဇက်တွေကိုအဲ့ဒီနဲ့ထိုးထိုးပြီးသွားလို့ရှိရင်ဘုရားဝင်ပြီးတော့ပွဲတွေကလည်းတော်တော်လေးကိုကျန်းနေပါတယ်။ကျွန်တော်တို့나ယူကလောက်ဖះเจ้าထဲမှာနေပြီးတဲ့နောက်မှာတော့အပြင်ထွက်ပြီးတော့တခြားနေရာတွေရှောက်ပြီးတော့လဲပတ်ပါတယ် က်သလာချင်းတွေ့တဲ့နေရာကတော့ဒီမှာဓားပေါ်လူတစ်ယောက်ကတက်နေရပဲဖြစ်ပါတယ်ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာဖျားဝင်ပူလာဆိုပြီးတော့ပြောကြပါတယ်အဲ့ဒါကြောင့်မို့ဒီလူကဘာမှမဖြစ်တာပါအကဲရိုးရိုးလူသားဒီဓားပေါ်မှာသွားပြီးတော့တက်မယ်ဆိုရင်ခန္ဓာကိုယ်တော်တော်ဒဏ်ရာရပါမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာတခုပြောချင်တာကတော့မမရရန်မပြောဘူးပါပဲဘာဖြစ်လို့လဲဆိုတော့လူတွေကတယောက်နဲ့တယောက်ယုံကြည်မှုတွေကမတူညီကြပါဘူးအဓိကတော့တယောက်နဲ့တယောက်ထင်မြင်ယူဆချက်တွေမတူညီတဲ့အတွက်ယုံကြည်မှုကလည်းကွဲပြားသွားတာပါ ဘသူဖះကကောင်းတယ်ဘသူဖះကမကောင်းဘူးဆိုပြီးတော့တွားပြီးတော့ဆုံးဖြတ်လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်အမြင်မတူလို့ပါအမြင်မတူတဲ့ပုံမှာလည်းမူတည်ပြီးတော့ယုံကြည်မှုတွေကလည်းမတူညီကြပါဘူး ်အတိကတော့ကျွန်တော်ဒီဗီဒီယိုမှာမလေးရှားနိုင်ငံမှာရှိတဲ့တမန်လူမျိုးတွေကဘလို့လှုပ်လေးရှိတယ်ဘလို့ဖျားကြောင်းတွေရှိတယ်ဘလို့ဘဝဒုရတွေရလဲဆိုတာကိုကျွန်တော်အတိကပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်အခုမြင်နေရတဲ့အကူကတော့သူ့ရဲ့ခန္ဓာကိုယ်မှာအဲ့ဒီစိုက်ပြီးတော့ဒီဖရားရဲ့ရုပ်ထုကိုဆွဲနေရပဲဖြစ်ပါတယ်ရုပ်ထုရဲ့အောက်မှာလည်းလှဲပိနေတာရှိနေပါတယ်ဒီဟာယူပဲအပြုတ်လာတာဆိုတော့မဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ဒီအနောက်မှာတွန်းပေးတဲ့လူတွေကလည်းရှိနေပါသေးတယ် ဒီအားတော့ဖယားကိုပူဇော်နီးတဲ့နောက်တစ်မျိုးပဲဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ဒီလိုမျိုးပါဇက်ကိုအဲ့နဲ့ထိုးတာပဲဖြစ်ပါတယ် အခုမြင်နေရတဲ့လူတွေထဲမှာလည်းဖះရတဲ့အများကြီးရှိသူတော့အဲ့ဖះကိုယုံကြည်တဲ့လူတွေလည်းအများကြီးရှိပါတယ်။အဲ့ထဲမှာလည်းတချို့လူတွေဆိုလည်းနီးတွေကလုံးဝမတူပါဘူး။တယောက်နဲ့တယောက်ပူဆိုတဲ့ပုံစံတွေလည်းမတူကြပါဘူး။ကျွန်တော်တို့ဒီဖျားကိစ္စကိုရှင်းပြပြီးသွားပြီဆိုတော့ကျွန်တော်တို့အိမ်ပြန်ပါမယ်။အိမ်ပြန်လာမှလည်းနောက်ထပ်ထူးဆန်းတဲ့အရာတစ်ခုကိုတွေးခဲ့ပါသေးတယ်။အဲ့ဒါကတော့လမ်းမှာဖုတ်နေရှိနေရပါ။ဒီမလေးရှားကျွန်တော်တို့နေတဲ့ပြည်နှမ်းမှာဆိုရင်လမ်းမှာဖုတ်တယ် မွေတွေမြောက်တွေရှင့်နေအရန်ပေါ်ပါတယ်ညဘက်ဆိုတောကြောင်နေတော့အိမ်ခေါမိုးပေါ်မှာ ပြေးနေလေးရှိပါသေးတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုနေတဲ့တော့ကျွန်တော်တို့ရဲ့ channel လေးကို like ကန် follow လေးလုပ်ခဲ့ပြီးပါအောင်ကျွန်တော်ကတော့ဘူးသူရရဲ့မြောက်ပေးတာကိုစောထောင်းအောင်ပဲဖြစ်ပါတယ် TikTok account တွေ Facebook page တွေဝယ်ယူ channel ဆိုရင်လည်းကျွန်တော်ရှိမှလာရောက်ရေးဝယ်ယူအားပေးလို့ရပါတယ်။အခုပြတာရဲ့ Telegram ကိုလာပြီးတော့ဆက်သွယ်ရေးမေးမြန်းလို့ရတယ်လို့ဒီဖုန်းနှမရဲ့ Viber ကိုလည်းလာရောက်ရေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။